ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ခွေးတပ်ကဥဆောင်ပြီးတော့ကျင်းပမယ်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းပြီးခဲ့တဲ့စက်တမလာအတွင်းကရန်ကုန်မြို့လိုင်းတာယာမြို့နယ်မှာဆန္ဒပြခဲ့ကြတဲ့ကိုရန်နိုင်ကြီးဝင်ကိုအောင်ရဲထွန်းနဲ့မယမင်းထက်တို့ကို စစ်ကောင်မရှင်တရားရုံးများကထောင်လန်290နီးပါအမိန်ချမှတ်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ခွေးတပ်ကဥဆောင်ပြီးတော့ကျင်းပမဲ့ရွေးကောက်ပွဲကိုစတင်မှုနဲ့ရန်ကုန်မြို့ကလူငယ်3ဦးထဲက2ဦးကိုထောင်လန်49နဲ့ဂျန်နယ်2ဦးကိုထောင်လန်48နဲ့ကြာခံစေရန်စစ်ကောင်မရှင်တရားရုံးများကမနေ့ကနိုဝင်ဘာလ19ရက်နေ့မှာအမိန်ချမှတ်လိုက်ကြောင်းမိသားစုဝင်များထံကသိရပါတယ်။အသက်23နှစ်အရွယ်ကိုရန်နိုင်ချီဝင်အသက်24နှစ်အရွယ်ကိုအောင်ရဲထွန်းနဲ့အသက်19နှစ်အရွယ်မယင်မင်းထက်တို့ကိုစစ်ခွေးတပ်ကပြီးခဲ့တဲ့ ဲ့စက်ပမာလ18ရက်နေ့ကဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတို့သုံးဦးဟာရန်ကုန်မြို့လိုင်တရာအရှိပိုင်းနဲ့အနောက်ပိုင်းမြို့နယ်များမှာနောက်ခံအနီရောက်မှအဝါရောင်စာသားနဲ့အနက်ရောင်မဲဘုံပေါ်မှာကြီးစံပုံပါရှိတဲ့ရွေးကောက်ပွဲစတင်ရေးစာတမ်းမှာပိုစတာများလိုက်လံကတ်ခဲ့တယ်လို့စစ်ကောင်မရှင်ရဲ့စက်တမာလ20ရက်နေ့ထုတ်ပြန်ကြေညာချက်မှာဆွဆွဲထားပါတယ်။နှစ်လနီးပါးကြာထုံနောက်ခံရပြီးတဲ့နောက် ရန်ကုန်မြို့လိုင်းသာအရှိပိုင်းနဲ့နောက်ပိုင်းမြို့နယ်တရားရုံးများကကိုရန်နိုင်ကြည်ဝင်းနဲ့ကိုအောင်ရဲထွတ်တို့ကိုခေါင်းနဲ့49နှစ်စီမယမင်းထက်ကိုခေါင်းနဲ့48နှစ်အမိန့်ချမှတ်ခဲ့တယ်လို့မိသားစုဝင်များကပြောပါတယ်စစ်ခွေးတပ်ဟာ၎င်းတို့၃ဦးကိုရွေးကောက်ပွဲကာကွယ်ဥပဒေပုံမှန်23ကကြီးနဲ့တရားစွဲဆိုခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီပုံမှန်ဟာအမြင့်ဆုံးကစ်တန်ထောင်ခွန်းနှစ်ချမှတ်နိုင်တော့လေပြီးကြစီအမှုတွဲများတိစောက်ပြီးတော့ထောင်နဲ့နှစ်ရှည်ကိုတမင်ချမှတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် ကိုရန်နိုင်ကြည်ဝင်းနဲ့ကိုအောင်ရဲထွတ်တို့ဟာရွေးကောက်ပွဲကာကွယ်ဥပဒေပုံမှ23ကာကြီးအောက်မှာတီးကြအမှု9မှုနဲ့မယမဲထက်ဟာချမှုရင်ဆိုင်ခဲ့ရတယ်လို့သိရပါတယ်။အဲဒီနောက်အမည်ဆုံးပြစ်ဒဏ်များလည်းချမှတ်ခံခဲ့ရတယ်လို့ပြောပါတယ်။၎င်းတို့၃ဦးဟာဖမ်းဆီးခံရပြီးတဲ့နောက်မိသားစုနဲ့တကြိမ်သာတွေ့ခွင့်ရခဲ့တယ်လို့သိရပါတယ်။ရုံးချင်းနှစ်ချင်းထွက်ပြီးတဲ့နောက်ရှေ့နေ9ရရန်ပြင်ဆင်နေတဲ့အချိန်မှာအမည်ဆုံးပြစ်ဒဏ်များကိုချမှတ်ခဲ့ခြင်းဖြစ်တယ်လို့၎င်းတို့ရဲ့မိသားစုဝင်အမျိုးသားတို့ကပြန်လည်ပြောပြထားပါတယ်။ အခုဖမ်းခါရတာလူငယ်တွေလေဗျာတခိုးချမိုးတွေလည်းမဟုတ်ဘူးလူကျင့်ဝတ်ဖောက်ပြတာလည်းမဟုတ်ဘူးတို့ရဲ့ယုံကြည်ချက်တစ်ခုကိုဖော်ထုတ်ကြတာပေါ့အခုလိုအမိန်ချမှတ်လိုက်တာကအယံကိုအညို့အာဃာတကြီးလို့မှတယ်လူငယ်တွေရဲ့စိတ်ထဲမှာအယံကိုနာကျင်သွားမှာပဲလို့၎င်းကပြောပြထားပါတယ် ရွေးကောက်ပွဲကိုစတင်တဲ့ပုံမှန်နဲ့ဖန်ဆင်းခံရသူကိုရန်နိုင်ကြည်ဝင်းဟာ2022ခုနှစ်နှစ်စမ်းပိုင်းမှာစစ်အာဏာသိမ်းမှုကိုစတင်ဆန္ဒပြခဲ့ရာကနေဖန်ဆင်းခံရပြီးတဲ့နောက်2023ခုမှာပြန်လည်လွတ်မြောက်လာခဲ့ပြီးတဲ့နောက်ယခုအခါနောက်တစ်ကြိမ်ခမှန်ဖန်ဆင်းခံရခြင်းဖြစ်တယ်လို့သိရပါဗါး၎င်းရဲ့အမွာညီကိုတော်ဆက်သူကို